ကဲဟိုက်မင်းဆန်ခွန်နီချီဝါပေါ့နော်ဒါဒက်ရှီယိုရီဒီယိုဆက်သွားမယ်ဆိုရင်ပတ်1ကတော့ပြီးသွားပြီပေါ့နော်ပတ်2အရှိရီဒီယိုကဘယ်မှာပြီးသွားရလဲဆိုတော့ဒီလေအီဟျော့ကစာရေးတွေစိတ်ခံစားချက်ဟိုပေါ့နော်ဒါဘလိုစကလုံးနေနဲ့ခိုတိုဘာစကားကြီးကခံမှန်းတာပေါ့နော်နောက်တစ်ခုကကြတော့ဂျီဆူလီယိုခုယောစီဟန်ဆိုတာကြတော့ဒီဒုတိယဒီဒိုင်းနီးဖို့မှာကြတော့သူကအီအီရိုရိုနာဘွန်ရှော့ကိုယုံမို့ပေါ့နော်ဒီမှာလဲ ဘလို့စာပိုက်မျိုးတွေလာမလဲဆိုရင်ဟိုက်ဒီအခန်းနှစ်ကကြတော့တဲ့ညွန်ကောနိုလျောက်ခုရှိကံမှာဆိုရင်ကြာခဏလဲမေးတယ်အမျိုးမျိုးတော့ဒီအမျိုးအစားစာပိုက်တွေကိုဖတ်ကြမယ်အရှိမတော့တရှိတော့ကစာပိုက်အဲမေးခွန်းစာပိုက်ကိုဖတ်ပြီးမေးခွန်းလေးတွေကဖြေးတာပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ format တွေပါလာပြီပေါ့နော်နံပါတ်1ကမေးရူ private တော့ပေါ့နော်ဒီမေးပို့မှာလာပေါ့ private မေးပို့မှာလာတင်ကားမိဒါ စာတစ်စောင်ရေးမှလားမင်းမို့ပေါ့နော်မင်းမို့ဆိုဒီ notes မဆူမှတ်မှလားပေါ့ရှစ်ကြည့်ပုံဆိုတော့လုံးဝရှစ်ကြည့်ဆိုတာဒီခိုးလေးဆိုတဲ့အရေပြန်ညွှန်းတာမျိုးပေါ့နော်အိစာချောင်းမျိုးတွေလားဤခံပုံစာရေးတွေအတွေ့အမြင်တွေလားပေါ့နော်ဒါမှမဟုတ်ဆဲဆင်းမေးပုံဆိုတော့ဒီရှင်းပြတာကောဥမာဘာကြောင့်ဘာကြောင့်ရှင်းပြတယ်အဲပွဲတော်အကြောင်းဒါမျိုးပေါ့နော်ရှင်းပြထားတာကိုပဲမေးမှလာပါဘောနော်အစီရေးခိုင်းမှလာပါဘောနော်ခိုရီရနောဘွန်ရှောနောတခုချောအရာရခုစကားဝရဲတို့ ဘုန်ခေနာတို့နော်ရှောကိုင်ကအရီမတ်တဲ့ဟုတ်ပြီနော်ဒီအပေါ်ကခုနှစ်ခုရှိမယ်အဲ့ဒါဒါမျိုးအဲ့ဒါတွေရဲ့စာပိုက်တွေရဲ့ဒီထူးခြားချက်တွေမကြာခဏသုံးလေးရှိတဲ့ဟုတ်ပြီနော်အဲပုံစံမျိုးတွေကိုမိတ်ဆက်တာမျိုးတွေလာလိမ့်မယ်တဲ့ဒွန်းတတကိုရိုနီချွေးစတာဟိုကယောကကကုနေရှိမဆူရှောပေါ့နော်ဒါဘလိုနေရာမျိုးဘလိုနေရာလေးမှာချူဤတတိထားမယ်ဆိုတဲ့ဟာမျိုးလေးကိုဖတ်ကြည့်ကြမယ်တဲ့ ဒီမှာဆိုရင်ဆိုလီဆိုလီနော်ရန်ရှူဝါအီကနိုယိုနီဂျွန်မန်နီနာတိမတ်တဲ့အတီးတီးဖော်ပြလေ့ကျင့်တာတွေကအောက်ဖော်ပြပါအစင်လိုက်တိုင်းဖြစ်သွားမယ်ပေါ့နော်နံပါတ်၁ကကြောက်ရုံမှုမရင်ဤဒါပုံမှန်တိုင်းပဲနေနော်စာပိုက်မဖတ်ခင်မှာအရင်ဆုံးတွေးခိုင်းတာပေါ့နော်ဘွန်ရှော့နဲ့ပတ်သက်ပြီးတော့အဲလွယ်ကူတဲ့ရှီဆုံမုံမျိုးလေးလာတယ်ပေါ့နော်နောက်ဒါပြင်မွန်တိုင်းလာမယ်ပေါ့နော်မွန်တိုင်းကတန်ပွန်ကာရာချောပွန်ဆိုတော့စာပိုက်အတိုလေးတွေကနေစာပိုက်အရှိအထိပါမယ်တူဤဝဟီတိုဆုကာရာမီဆု မှတည်ဆိုဒါမိကုံးကတော့တစ်ခုကနေမှသုံးခုအထိရှိမယ်ပေါ့နော်ဒီဆိုင်တော့ရှီကန်မွန်တန်ယော်ရီတိုအီနော်ကာဇူကစခနိုင်းမွန်နော်မအရီမဆိုတော့ဒီတကယ်လက်တွေ့ဆောင်ပေးပွဲမိကုံးမှာဆိုရင်ဒီမိကုံးအရေးအတွက်ကနေဝါတာမျိုးလည်းရှင်ရှိနေမယ်ပေါ့နော်အမ်ဂိုကုဆိုခိုတိုဘာပါပေါ့နော်စကားစုတွေစကားလုံးတွေဟီယောဂန်ပေါ်ပြချက်တွေဟွန်ဘွန်ဆိုဒီစာဘိုက်စာပုံစံတွေရှိတဲ့စကားလုံးတွေဖြစ်ပြီးတော့အမကြာခဏသုံးလေးရှိတဲ့အရာတွေ ဖြစ်တဲ့အတွက်တန်နိုင်မှတ်ကြမယ်ပေါ့နော်တက်ကီလိုတက်ခဲဝေမရှော်ပေါ့နော်နောက်ဆင်းခိုင်းဆွတ်ဆွတ် ရှင်းပြချက်လည်းပါလိမ့်မယ်ပေါ့နော်ဆိုရင်ဆိုရင်တော့ဘွန်ဂျွန်တော့ခေရှိကီနီစီတဲ့ခန်တန်နီဆေဆမိဒါတွေကအရေးကြီးတယ်ဒါတရှိကဟိုများများတိအောင်ဖတ်နေရလीနော် reading ဖတ်နေရဖြစ်တဲ့အတွက် reading ပြီးပြီးရောဖတ်ပြီးဟာရွေးလိုက်တာနဲ့မှားသွားတယ်မှန်သွားတယ်ဒါတွေမဖုတ်ပဲနဲ့ဘလို့ချက်လက်ကြီးတော့မှန်တယ်ဘလို့အချက်လက်ကြောင့်မှားတယ်ဆိုတာမျိုးအတီးတီးဒီပုံစံတွေကိုသူရှင်းပြထားတယ်လွယ်လွယ်ကူကူရှင်းပြထားတယ်ဟာမျိုးလေးရှိပါတယ်တဲ့ ပြီးရင်နောက်တစ်ခါကျတော့ရှီကန်မွန်နိုင်တယ်ဝါစကီနိုယောနီခံခါရောတဲ့ဆိုလေဆိုလေနော်ခေရှိကီနိုဘွန်ရှောဟိုယောမူတိုကီနီယောမူတိုကီနိုချူတန်ပေါ့နော်ဒါဆောင်းမွေးပွဲမှာဆိုရင်တစင်းတစင်းချင်းစီစဉ်းစားတွားလို့ရတယ်ပေါ့နော်ဘလိုပုံစံဖတ်ရင်းနေပေါ့နော်ဒီသူ့ရဲ့ပုံစံတွေရှိမယ်တတိထားစရာအချက်တွေရှိမယ်ပေါ့နော်အဲဒီမှာတော့ကိုရိုင်းတက်ကီနီဆစ်စမေးကြီးလောက်ထားမယ်ပေါ့နော်သူအခြေခံရှင်းပြထားမယ်ပေါ့ဟိတ်ဒါတရှိမြန်မြန်လေးပဲတွားလိုက်တာနော်နည်းနည်းတိတ်အဲ နောက်မှလည်းလာမှာဆိုတော့ဗောနော်နံပါတ်1သူပြောထားတဲ့အတိုင်းမေဒူပူရိုင်ဘိတ်တူဟုတ်ပြီနော်မေးရေးမယ်ဗောနော်နကာဂါယီတိုမိုဒချီနီဒွန်နာမီရိုအိုခူရီမတ်စကာတဲ့ဟုတ်ပြီနော်ကိုနဲ့အရန်ရင်းနေတဲ့တငယ်ချင်းဆိုရင်ဘလိုအီးမေးလ်မျိုးကိုပို့လဲတဲ့ဟိုက်ဒီမှာဆိုရင်မွန်တိုင်ဂျူယွန်ဘန်ကစူဂီနိုပွန်ရှော့ယွန်တဲ့ရှီဆွန်မိုနီခိုတိုင်နာဆိုင်ခိုတိုင်ဝါအီချီနီဆန်ယွန်ကာရာမိုတိုမိုယောယင်မွန်နိုအဲရာဟီတိုဆိုအဲရာဘီနာဆိုင်ဆိုဒီအောက်စာပိုက်ကိုဖတ်မယ် အဖြစ်တင်းတင်းသုံးလေးတွေရွေးမယ်ပေါ့နော်ဟဲ့ဒါမျိုးလေးတွေဒီပုံစံကိုကြည့်လိုက်ရင်ဒီမှာပေါင်လေးတွေခတ်ပြီးတော့ဒါကိုမဖတ်ခင်မှာဒီအပေါ်ကစာပိုက်ကလေးကိုဖတ်ဖို့အရန်ရေးကြည့်ပါတယ်နော်ဒါမှသူကဒီစာပိုက်ကြည့်ရဘာဖြစ်တယ်ဆိုတာမျိုးလေးပေါ့နော်အတူကျုံလေးရှင်းပြထားတာလေးစာမွေးမှာလုံးဝမဖြစ်မနေဖတ်မှာပဲနားလည်မယ်ပေါ့နော်ဒီစာပိုက်ကြီးကိုတန်းဖတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီပေါ်ကရှင်းပြထားတဲ့စာကြောင်းလေးကိုဖတ်ရမယ်ပေါ့နော်ခူရီဝါရဲ့ဂပ်စီကြီးတိုင်းတော့တိုမိုတာချီနိုစာတိုးဆန်ကာရ ရင်းစံနိတူတူဟီတာမေရုတဲအားလို့ဟုတ်ပြီနော်ဒီခိုလေးတာဆိုတာဒါကိုပြောတာဟုတ်ပြီနော်ခိုလေးကဒီဟာကားတဲ့ကျောင်းသားဘုရားတော်ကတငယ်ချင်းဖြစ်တဲ့စသိုးစံခါရဒါလေးကိုမြင်တာထားလိုက်ပါဟုတ်ပြီနော်စသိုးစံစီကနေမှ ရင်းစံစီကိုပို့လိုက်တဲ့အီးမေးလ်ဒါဆိုရင်ဒီစာကြောင်းလေးကိုဖတ်လိုက်ခြင်းအပြင်ဒီမေးကိုဘယ်သူရေးတာလဲဆိုတော့စသိုးစံခါရဆိုတော့စသိုးစံကရေးပြီးတော့ရင်းစံကိုပို့လိုက်တာဖြစ်ပါတယ်ဗောနော် တိမယ်လို့ထင်တယ်ဗောနော်စာတုဆန်ဒီမင်းကိုရေးရတူပါစာတုဆန်ရင်းဆန်စီကိုပို့တယ်ဗောနော်မဆိုရင်မေးခွန်းကြည့်မယ်ဆိုရင်ခွန်နိုမေးတူတဲ့အချိဘန်စတိုင်တိုင်းခုတော့ဝနနိကဟုတ်ရနော်ဒီအီးမေးမှာအပြောချင်ဆုံးကပါလေတဲ့အဲနံပါတ်၁ကကြတော့ဂျီဘွန်ဝါနန်တိုကာဂန်ခီနီယက်ဒေဒူကရင်းဆန်ဝါတိုကာအိုရှီယက်တဲ့ဟိုရှိတဲ့ကိုကတော့ဘလိုပဲဖြည်းဖြည်းကျန်းကျန်းမာမာရှိနေတယ်ရင်းဆန်ဟောဘလိုလဲဆိုတာပြောပြစေချင်တယ်ရင်းဆန်ချင်းနေဘလိုလဲဒိုဒက်စကာဂန်ခီဒက်စကာဒါကိုမေးချင်လို့ ရေးလိုက်တဲ့ email လာတဲ့အပြောချင်းဆုံးကနံပါတ်၄ကကျတော့ Saikin Isobashi Katta ga Hisashi buri ni Sugoshi Himani na ta koto style တိုင်းတဲ့ဒေါ့လျှောက်အလုတ်အခုတလောဒေါ့လျှောက်အလုတ်များခဲ့ပင်မဲ့ဟုတ်ပြီနော်အလုတ်များပင်မဲ့ Sugoshi eh Hisashi buri ဆိုတော့လောကပုံမှန်ဆိုရင်တော့လူဆိုရင်တော့မတွေ့တာကြာပြီလို့ပြောမှာပေါ့ဒီမှာတော့ဒေါ့လျှောက်အလုတ်များနေတယ်ထူးထူးခြားခြားအဲအားရွားတယ်နည်းနည်းလေးအားလာတယ်ပေါ့နော်အဲလောက အမြဲတမ်းအလုပ်များနေခဲ့တဲ့လူပါကွာတစ်ခါတရံလေးအားဝါတာမျိုးနည်းနည်းလေးအားလာတာမျိုးပေါ့နော်အားဝါတာဟုတ်တယ်စတိုင်အတိုင်းသူအားကြောင်းအောင်ပြောချင်တာလားတဲ့ဒီမေးကနံပါတ်3ကတော့ Ishoni Shokuji ga shitai kara suwo ga i nichiji o ranra kushite hoshi အမေနော်အတူတူထမင်းစားခြင်းနဲ့ဒါကြောင့်မို့လို့အစဉ်ပြေမဲ့ရက်နေ့ရက်ကိုဆက်တွေ့စေခြင်းနဲ့ဩဒီမှာတော့ရှိမပြောပြလိုက်ရတာကဖတ်တယ်ဟိုရှိဖတ်တယ်ဟိုရှိဆိုရင်ဒါသူများကိုလှုပ်စေခြင်းနဲ့လို့ပြောတာ ဟိုရှိရတဲ့ဟိုရှိစဉ်ရင်းစံရင်ငါ့ကိုပြောပြစီခြင်းနဲ့ရန်ရခုရှိတဲ့ဟိုရှိဆက်တွေ့စီခြင်းနဲ့မင်းငါ့ကိုဆက်တွေ့ဒါကိုလုံးမဲ့ fan မဟုတ်ဘဲနဲ့ပုံမှန်ဆိုရင် ocean mask ကပြောပြတယ်ကွာကိုကပြောပြမှာရန်ရခုရှိမှာဆက်တွေ့ကိုကဆက်တွေ့မှာဒါပေမဲ့ vet တဲ့ဟိုရှိစဉ်ကြတော့ဒါသူများကိုလုံးစီခြင်းနဲ့ဆိုတာကိုပြောတာပေါ့နော်ရွံပံကြတော့ဟီဆာရှိဘူဒီတက်ကရာရင်းဆန်ကရာမေးဒုကဟိုရှိတယ်။ဒါမတွေ့တာလဲကြာပြီဖြစ်တဲ့အတွက်ရင်းဆန်စီကမေးလို့ခြင်းတော့သူကအီးမေးလ်ရင်ပို့လိုက်တာလားဗောဘယ်ချင်းနဲ့ကိုက်ညီလဲတဲ့။ ဟိုက် and ဒါကတော့တချို့အခုမှပထမဆုံးမြင်ဘူးတဲ့ email ဆိုတော့ဗောနော်ဒါနောက်ပိုင်းဒီလိုပုံစံမြင်ရင်ဖက်ခနဲကြည့်လိုက်တာနဲ့ format အရာအဖြေကဘယ်ကိုသွားရှာရမလဲဆိုတာတန်းသိတယ်ကွာမေးခွန်းမေးခွန်းကိုကြည့်ပြီးတော့ဗောဒီမေးခွန်းအရာဒါအပြောကျင်ဆုံးဆိုတဲ့အတွက်ဘာအကြောင်းအရာလဲဆိုတဲ့အတွက်ဒီ email ရေးပြီဆိုရင်ဘာအကြောင်းအရာလဲဘယ်နေရာမှာရေးတာလဲအချိန်ုံမေးတာလားဘယ်သူကဘယ်သူစီပို့တာ မေးတာလားဥမာဒါဒီမေးကိုဘယ်သူရေးတာလဲလို့မေးလိုက်ရင်ငါတို့ကဒီစာကြောင်းဖတ်လိုက်တာနဲ့လည်းစာတိုးရေးတာဆိုတော့တီးသွားရင်ကွာဒီမေးကိုဘယ်သူစီကိုပို့တာလဲအကယ်၍မေးခွန်းဆိုရင်ဒါဘယ်သူစီကိုပို့လဲဆိုတော့ Vincent စီကိုပို့တာပါနော်ဆောင်မွေးဘက်မှာတော့ဒီလောက်လွယ်တဲ့မေးခွန်းတော့မလာဘူးပေါ့နော်ဒါတော့တရှိပြောပြတာပေါ့နော် format ဒါတည်ထားမယ်ဆိုရင်ဘယ်နေရာမှာအဖြေရှိတယ်ဆိုတာတန်းတည်တယ်ပေါ့နော်ဟိတ်ဒါဆိုရင်ဒါ email မင်းဆန်တို့ email ရေးဘူးလားတော့မသိဘူးပေါ့နော်ဒီမှာဆိုရင်အတေဆခီအတေဆခီဆိုတာ um email မှာဆိုရင် TO22 ဆိုတာဘလူးစီကိုပို့မှလဲဆိုပြီးတော့ဥမာပို့မဲ့လူရဲ့ email လိပ်စာထည့်တယ်ပေါ့နော် campaign ရဲ့ကျတော့ subject အကြောင်းအရာပေါ့နော်ဒါပါအကြောင်းရင်းမှလဲဥမာထားပါတော့ငွေစင်းရင်းရှင်းတဲ့အကြောင်းလားဒါမှမဟုတ်ရင်အဲ no mic အကြောင်းလားဒါမျိုးလေးလာမယ်ပေါ့နော်ဒီမှာတော့ခုနှစ်ချိဝဆိုတာဒါနှုတ်ဆက်ဒါမျိုးလေးပေါ့နော်ဒါဆိုရှင်ချင်းပဲရေးထားတယ်ဆိုရှင်နီချီချီကကြတော့ဆိုရှင်ဆိုတော့ဒီ email ကိုပို့လိုက်တဲ့အချိန်ဒါတော့ဒီနေရာမှာ9လပိုင်း16ရက်နေ့73နာရီ16မိနစ်ကဒီ email ကိုပို့လိုက်တာပေါ့နော် အဲအီးမေးလ်ရေးပြီဆိုလဲစမ်းနှိပ်လိုက်တာနဲ့အီးမေးလ်ပို့တဲ့အချိန်ပေါ်လာမှာပဲပေါ့နော်ဟဲ့ဒါစတိုးရေးရဖြစ်တဲ့အတွက်နောက်ဆုံးမှစတိုးဆိုပြီးတော့စာရေးရင်လေတကယ်မလားနောက်ဆုံးမှရေးစာရေးသူရဲ့နာမည်ထည့်တယ်လေနော်ပထမအဆုံးဘလူးစီကိုပို့ရလဲဆိုတော့ရင်းစံဒါကြောင့်မလို့ရင်းစံဟီရှာဟီဆာရှိဘူးဒီတဲ့ရင်းစံရေးတဲ့မတွေ့ရကြပြီနော်တဲ့ဂန်ခီဒစကာနေကောင်းပါရဲ့လားရှီကော့တိုဝါတို့အလောက်ကဘလို့လဲတဲ့ခိုချီရာဝါနန်တို့ကဂန်ခီနီယက်တေမတ်ဟုတ်ပြီနော်ဒီမှာတော့ ဒီဘက်ကတော့ဆိုငါကတော့ကျမ်းပါတယ်ဒါမျိုးပြောပါဘောနော်ဆန်ရှူမတဲ့ရှီကောတိုကတိုတဲ့မီဇိုကရှိခတ်တာတော့တခဲတို့ခွန်ရှူဝါစပေါ်ရှိကြီးကံကထိုတဲ့လူရောနေနာလီမရှိတာတဲ့အရင်အပတ်ထီကတော့အလုပ်တွေတောက်လျှောက်လုံးဝအလုပ်များတယ်ဒါပေမဲ့ဒီဘက်အချိန်လေးနည်းနည်းယူနိုင်နီအချိန်လေးနည်းနည်းရသွားပြီဒါမျိုးပြောရပါတော့ဆိုရတဲ့ဒါကြောင့်မို့လို့ရင်းစံနေအိုင်တိုင်းနာ

မင်းစားခြင်းတယ်လို့တွေးနေတယ်တဲ့ယောကတာရစုဘောနောအီဟိဟိုရှေတဲ့ခရာဆိုင်ဟိုဘီနောစင်ပြေမယ်ဆိုရင်မင်းအမဲနေ့ရက်ကိုပြောပြပါတဲ့ကြည့်ကံမောရင်းဆန်မို့အဝါဆဲတာတွေမှာအချိန်လဲပဲရင်းဆန်ကြိုက်လို့ရတယ်ပေါ့အိုဟန်ဂျီမတ်တဲမတ်စနေတဲ့ reply ဆောင်နေမယ်နော်စတိုးဆိုပြီးရေးထားတယ်ပေါ့နော်ဒါမင်းကဆန်တော့ဘယ်လိုထင်လဲပေါ့နော်ဒီမေးကိုဖတ်လိုက်ခြင်းအပြင်အဓိကပြောချင်တာကဒီမှာကြည့်နံပါတ်1ငါကျမ်းပါတယ်မင်းရောဘယ်လိုလဲ မင်းအချင်းနေဘလို့လဲအချင်းနေတိကျင်လုံးရေးလိုက်တဲ့မေးလာသူ့အကြောင်းပြောချင်တာအခုတော့အလုပ်များပြီဒါပေမဲ့ငါနည်းနည်းအခုနောက်ပိုင်းအားလာပြီဒါကိုသူ့အားကြောင်းပြောချင်တယ်မေးလာပေါ့နော်အတူတူထမင်းစားချင်လို့ဘယ်နေ့အဆင်ပြေမလဲဆိုတာဆက်တွေ့စီချင်တယ်မေးလာအဲမတွေ့တာကြာလို့အဲရင်းဆန်အောင်အီးမေးလ်ပို့ချင်တာအီးမေးလ်ပို့ချင်တာလည်းမဟုတ်ဘူးနော်ဒါဖတ်လိုက်ခြင်းအပြင်စမ်းပန်စာတွေရှိတော့တန်းတည်ရယ်ပေါ့နော်အဓိကကဒီမှာစာကြောင်းပါရည်နော်

ီးမေးလ်တငယ်ချင်းယူချင်းရှီကိုရေးမယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ဟာဒါဘာလို့မဆို over all ဖတ်ရင်တော့သိရပေါ့နော်ဒါပေမဲ့တိတိကျကျနည်းနည်းရှင်းပြတာလေးကြီးကြီးအောင်ပေါ့နော်ဂေါခူဟီယောဂန်ဆိုရင်ဒါခိုတိုးပါတွေစကားလုံးဖော်ပြချက်တွေမှာဆိုရင်တဲ့ဒီတင်ကေတာလေးဒီတင်ကေတာလေးကဝါရတဲတဲကိုဖတ်တဲလို့ရောဆိုဆိုရည်ပြီးတော့လက်ပြနေတဲ့ပုံစံနဲ့နှုတ်ဆက်တဲ့ပုံစံပေါ့နော်ရက်တဲမဆိုတာရက်တဲအီမဆို ရတဲ့ရူပုံမှန်စင်စကားပြောရင် e ကိုဖြုတ်ပြောရတယ်နော်အဲပြီးရင် what are they do your ဆိုတဲ့ဒီပုံစံလေးကရည်နေတဲ့ပုံစံဒါတချင်းလေးတွေဆိုဥရေရှိဖြစ်တဲ့အဲတန်လို့ရှိခီမိုချီဆိုဝမ်းတာပျော်ရွှင်နေတဲ့စိတ်ခံစားချက်ပေါ့နော်ဒါဟျော်ကန်လေးတွေနဲ့ပတ်သက်ပြီးတော့ရေးထားတယ်တဲ့အဲဒီမှာဆိုရင်ရှင်းပြတယ်ပေါ့နော်မေးချောင်းရှင်းပြတယ်ခိုင်းစစ်စစ်လုပ်မယ်ဟွန်ဘွန်ဟာဖော်မေဒူဒေဝ9ဖော်မေဒူဒေ9ရှီတာရှိတိုမိုတာချီဟဲနော်မေဒူဒေအာရု ဒါဒီအပေါ်ကပြထားတဲ့စာပိုက်ကတဲ့ formal ကြကြရေးတာမဟုတ်ပါဘူးတဲ့ကိုနဲ့အရင်းနှီးဆုံးတငယ်ချင်းစီကို email ပို့တဲ့ပုံစံဖြစ်တယ်တဲ့ formal to deny me to dewa i sasya king king kyo ho kokunado wa まずね少略されたりごく簡単にすることもありまして formal ちゃちゃもほって迷いまそういんね နှုတ်ဆက်တာတွေလာတယ်အခုတလုံးကိုအချိန်ကြီးပြောပြတာမျိုးလေးတွေကိုအတူချုံးပြီးရေးထားပါတယ်တဲ့အရန်လွယ်တဲ့ပုံစံနဲ့ရေးထားတယ်တဲ့အဲ့မှာဆိုရင်အဲဘွန်ဒိုင်နိုခွန်ရောတဲ့မရှခူယက်ရှခူယက်ခုဘယ်နော်ရှခူယက်ခုခေနာတို့ကမိလာတဲ့ခခိကိုဒိုဘာတို့ယိုယိုရီဟာနာရှိကိုဒိုဘာနီချီဂါရီဒီစာချောင်းပုံစံကဟိုခွန်ရောဆိုလုံးဝကိုအကုန်လုံးကွာမစတစ်ကာတွေလည်းတုံးထားတယ်အဲ ခိုတော့ပါရည်လဲတုံးထားအကုန်လုံးရောတုံးထားရယ်ခွာရောတုံးထားပြီးတော့အတူချုံတဲ့ပုံစံမျိုးတွေ့ရတယ်အရေးအသားထက်စကားပြောစံနေပေါ့နော်အမှဆိုရင်ခေါင်းမူကြီးရအဲမူကြီးပေါ့ဒီ question mark တွေ exclamation mark လေးတွေစရှိတဲ့ key code ဆိုဒီတင်ကြီးတာတွေကိုလည်းတော်တော်လေးတုံးထားတယ်တဲ့ဒါဒီလိုပုံစံမျိုးလေးပါเนาะပထမဦးဆုံးဘယ်သူစီကိုပို့မယ်ဘာအကြောင်းညာဒီမေးအကြောင်းညာလာမယ်ပြီးရင် ခါလီကြရနေဒီလားဒီမှာခွန်နင်းချီဝမို့လို့ဒီလားခွန်နင်းချီဝမို့ပဲနေဘာအကြောင်းလို့ပြောလိုက်တယ်နေတော့တရှိဒီခမ်းမဲလို့ကြည်ချင်းအဖြစ်ကြိုတင်ခမ်းမန်းလို့ရရွာဒီမေးကဘာအကြောင်းအောင်ပြောချင်တာဘာနဲ့ဆိုင်တာပြောတာဥမာပြောအင်းနီစီတဲဆိုတော့ဒါစီအောင်နေအကြောင်းပြောထားတာပဲချက်ချင်းတန်းတည်ရွာဒီခမ်းမဲကိုကြည်ချင်းအဖြစ်ဟုတ်ပြီနော်ဒီမေးပို့တဲ့အချိန်လာမယ်မှဆိုရင်ကိုပို့တဲ့တစ်ဖက်လူရဲ့နာမည်ကိုအရင်ရေးတယ်ပြီးရင်နှုတ်ဆက်တာပေါ့နော်မြန်မာလိုဆိုရင်တော့ ပထမဆုံး intro ဝင်တာပေါ့နေကောင်းလားဟေးနေကောင်းလားမတွေ့ရကြပြီဒါမျိုးပုံစံမျိုးပေါ့ပြီးရင်ငါတော့နေကောင်းတယ်ကိုယ့်အချင်းတွေကိုပြန်ပြောတာမျိုးအဲအဲ့အာပြီးမှယောဂန်းဆိုတာတကယ်အဓိကအကြောင်းအရာမျိုးလာလေးရှိတယ်အဲ့ပြီးရင်ပြန်ပြီးနှုတ်ဆက်တယ်ပေါ့နော်ဟာအဲနောက်မှတွေ့မယ်ဘာညာပေါ့နော်အဲမင်းရဲ့ပြန်စာစောင့်နေမယ်ဒါမျိုးလေးလာတယ်ပြီးရင်စာရေးသူရဲ့ဒီ email ကိုရေးတဲ့သူရဲ့နာမည်လာတယ်ပေါ့နော်ဒါတရှိလို့ဒီပုံစံအတိုင်းလေးဒါတိထားမယ်ဆိုရင်ခုနကတော့မေးခွန်းကိုဖတ်လိုက်ခြင်းအပြင်ဒီမေးမှာပြောချင်ဆုံးကဘာလဲဆိုရင် မျက်စိရှုပ်တယ်ကွာဒါတွေဖတ်နေကြမလို့အပြောချင်တော့ပါလေအလေပိုက်ကိုဖတ်လိုက်တာနဲ့တည်ပြီကွာအပေါ်နဲ့အောက်ဆုံးကအာရီဆတ်စုတွေပဲလာတယ်ပေါ့နော်ဒါလုံးဝခန့်မှန်းတာပေါ့နော်ဒါဆိုရင်ဒါလုံးဝလုပ်ငန်းမှာလုံးဝမတုံဘူးเนาะလုပ်ငန်းသုံးငါကြတော့သူကနေဒူဖော်မယ်ကြကြမေးရရှိရဲဒါတငယ်ချင်းစီရေးတဲ့မေးပေါ့เนาะဒါကိုတငယ်ချင်းစီကိုရေးကြည့်ပေါ့အမှဆိုရင်ဖော်မာရူနာမေရူဒေဝအီကာနိုဟီယိုဂန်နာတို့ကယခုရှီယောဆာရဲတို့ ကယ်လို့ formal ကြကြမေးဒီမှာဆိုရင်တော့ဒါမျိုးတွေအောက်ဖော်ပြထားပါတယ်သုံးလေးရှိတယ်တဲ့။ Osewanina Theodimas အဲပြုအဲဘယ်လိုမလဲတ िश ူဆောင်ဆောင်မှုရရှိခဲ့ပါတယ်လို့ယောခုအနေကအာယောရရှိကိုအနေကရှိမှာအဲနောက်လဲကုညီဆောင်ရပေးပါအောင်နာနီနာနီခန်ဒက်စကဒီအကြောင်းရပါဥမာဒါပါတော့ကိုမေးဖို့ချင်တယ်ပေါ့ဒီအကြောင်းရနဲ့ပတ်သက်ပြီးပြောမလို့ပါဆိုပြီးတော့နည်းနည်း intro ဝင်တဲ့သဘောလေးကိုနာနီနာနီခန်ဒက်စကနောက်တော့ခန်ဒက်စက ဒီအကြောင်းအရာဒီကိစ္စလေးပါဒါမျိုးပြောရဲပေါ့နော်။ Ohanji omachi shite imasu. Oyashimasu ye li. Machimasu ka sauna mask ko pyobi oshimasu lo nga ko wa yin jee de ponsan. Jano lou lai ba me, jano saung ni ba me. ဒါမျိုးပြောတာပေါ့နော်။မေးကိုကျွန်တော်တို့ဘက်ကစောင့်နေပါတယ်ဒါမျိုးဒါလုပ်ငန်းသုံးတဲ့ဟာတွေပေါ့နော်။မစင်းရှိကံမွန်နိုင်တယ်ဝဆူငီနော်ယောနေခန်းကရရောတယ်ဆောင်းမီးပွဲမီးခွန်းနေမှာဆိုရင်ဒီလိုမျိုးအချက်လက်တွေစဉ်းစားမယ်တဲ့မီးတဆောင်ကိုဖတ်ပြီးဆိုရင်နံပါတ်1ချက်ဒုနိုယောနာဂျောကျောကာ ဘလို့အခြေအနေမျိုးလဲဒါဘလို့အခြေအနေမျိုးလဲဆိုတော့ခုနကပေါ့ဘသူကဘသူစီကိုပို့တဲ့မေးလဲဘလို့အခြေအနေမျိုးလဲဒါကဒီအပေါ်ဆုံးကမေးကိုမဖတ်ခင်ဒီမှာရှင်းပြလေးရှိရဲအကြောင်းတော့ငငယ်ချင်းကိုဘသူကဘသူစီပို့တာဒါမျိုးပေါ့နော်နောက်တစ်ခွာကျတော့နံပါတ်1စဉ်းစားမှာဘာကိုပြောချင်တာလဲအလေကောင်မှရှိလောက်တယ်ဟုတ်ပြီနော်အခုဖတ်ထားတဲ့မေးရဆိုရင်ဘလို့အဘလို့စီပေါ်လဲဆိုတော့စတော့ရင်းစင်စီကိုပို့တယ်ဘလို့အခြေအနေမျိုးလဲဆိုတော့သူတို့ကဟုတ်ပြီနော်တော်တော်ကြာကြာမတွေ့ဘဲနဲ့ အကိုအလုပ်ကိုစီလုပ်နေတဲ့အခြေအနေမျိုးနဲ့အောင်တော့ကဘာကိုပြောချင်တာလဲဆိုတော့မတွေ့တာကြာလို့ဓမင်းစားခြင်းနဲ့အဲဘယ်နည်းအားလဲဆိုရဲမျိုးပြောပြခိုင်းတာမျိုးပေါ့နော်ဟိုက်ဒါဆိုရင်မနေ့ဆန်တော့ရမယ်လို့ထင်တယ်ပေါ့နော်ဒီပုံစံလေးကိုမှတ်ထားပေါ့နော်ဟိုက်အိုစကိုင်းဆာမဒက်